ဆာရည်သူသိပ်ပန်ဆိုးလှရေးသားထားတဲ့တက်တက်လုံးဖုံးသမျှဆိုတဲ့ဝတ္ထုတော်လေးကိုဖျက်ပြပေးချင်ပါတယ်။ကျမတို့စာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရဲ့ရှင်။အပြင်မှာမိုးတဆိုင်ဆိုင်ရွာ၍နေလေရာကျွန်တော်တို့နှစ်ယောက်တောက်၍နေတဲ့တရုတ်စေးစိန်အရက်ကိုပို၍အရသာရှိအောင်ဖန်တီးပေးတဲ့ကဲ့သို့ရှိပါတယ်။ ျွန်တော်ရဲ့အဖော်ကတော့အခြားသူမဟုတ်။ဘာကြီးဖိုးပြော့ဖြစ်ပါတယ်။တနင်္ဂနွေနှစ်ပတ်မှာနှစ်ချိန်သုံးချိန်လောက်ကျွန်တော်နဲ့ဘာကြီးဖိုးပြော့တို့ဟာတရုတ်လောရှုပ်ရဲ့တိတ်တိတ်ပုံအရက်ဆိုင်မှာကျွန်တော်တို့အတွက် special တရုတ်စေးစိန်ထားတဲ့အရက်ကိုတောက်လိရှိကြပါတယ်။ဘာကြီးဖိုးပြော့ကတော့အသက်60ကျော်ပါပြီ။ဒါပေမဲ့သူကြိုက်တတ်တဲ့အရက်ကိုတော့အလျှော့မပေးသေးပါဘူး။ ဝါသနာတူဖြစ်တဲ့ကျွန်တော်နဲ့လေးပြီးဖြောင်းတာကြောင့်ရင်မျိုးရာဇဝတ်အုပ်ကိုစံကျော်ရဲ့အမိန့်အရတိတ်တိတ်ပုံခိုးရောက်နဲ့မြို့အစော်မှာရှိတဲ့လောရှုပ်ရဲ့စေးစိန်အရက်ကိုအတူတောက်ရင်းဘကြီးပြော့ရဲ့ရှေးဟောင်းနှောင်းပြစ်ကလေးတွေကိုနားထောင်ရတာအခုလိုမျိုးမိုးဥကြညနေပိုင်းရင်စိန်တမျိုးပဲဖြစ်ပါတော့တယ်မိတ်ဆွေတို့လောရှုပ်ရဲ့ special ကိုကျွန်တော်တို့မြို့ကလေးတို့ရောက်တဲ့အခါ ညီး၍ကြည်ကြစမ်းပါဝါရင်ပြီးတယ်ဘာကြီးပြောနဲ့ကျွန်တော်တို့နှစ်ယောက်ဒီပင်လည်းရင်တပိုင်းကုန်တဲ့အခါရေချင်းကိုက်၍လာကြပါပဲလောရှော့ဟာမိုးရွာနေလို့လူပားရဲ့အတွက်ထောင်တထောင်မှရှိတဲ့ခွေးခြေပေါ်မှာထိုင်ပြီးဝလုံးစေးရံကြီးကိုတကွာအခွက်နဲ့ရှူရင်းပြည်သူ့ဒီမိုကရေစီအစိုးရတည်ထောင်ပြီးဖြစ်တဲ့ တရုတ်ပြည်သည့်အကြောင်းကိုတွေး၍နေဟန်ရှိပါတယ်။အဲ့ဒီအခိုက်ဆိုင်ရှိပေတရာပေါ်မှာမှုံမွားညနေစည်းစာတွင်ခမောက်အကြီးကြီးတစ်ခုကိုနှစ်ယောက်အတူတူစောင်းပြီးမိုးကိုယမင်းရှာကတယောက်ခါတယောက်ဖက်၍ရှောက်သွားတဲ့လုံမပြိုတယောက်နဲ့လူလင်ပြိုတယောက်ကိုကျွန်တော်တို့မြင်လိုက်ကြရာဘာကြီးပြောက ပြုံးဖြည်းဖြည်းလုပ်ရင်း 음ဒီလိုဟာကလေးတွေတွေ့တော့တို့ငငယ်ကတွေ့ဘူးကြားဘူးတာကလေးတွေသတိရသေးတော့ကွယ်ပြောကဖန်ခွက်ကိုယူပြီးမောလိုက်ပါတယ်ကျွန်တော်လဲအဲ့ဒီဒီဂရီမှာရှင်းဟောင်းနောင်ဖြစ်ကလေးတွေကိုပြောလို့ရှိရဲ့ဗာကြီးပြောရဲ့အကြောင်းကိုသိရှိထားရပြောပါဦးဗာကြီးပြောရဲ့ဗာကြီးပြောကြားဘူးတွေ့ဘူးတာကလေးတွေကိုအပြင်းပြင်းနားထောင်ရအောင်ဆိုပြီးတော့အားပေးလိုက်ရာ အပါအတိုင်းအဖိုးကြီးကပြောပြပါတော့တယ်။ဒီလိုကွယ်ဒီလိုတို့အသက်20ကျော်လောက်တုန်းကအနောက်ဘက်ရှားတော်ကျောင်းကမ်းဘေးရလင်းလွန်းပင်ရွာမှာတငယ်တယောက်ရှိတယ်။လင်းလွန်းပင်ကကျွန်တော်တို့မြို့နဲ့၄မိုင်ခန့်ဝေးပါတယ်။သူကအဲ့ဒီတုန်းကရွာမှာကြေးရတဲ့မိဘတွေရဲ့သားဖြစ်ပြီးညီကောင်မောင်နှမမရှိဘူး။နာမည်ကတော့မောင်ဖိုးသာ ထားကြပါစို့ကွာ။ အလုတ်ကန်ရတော့အဲ့ဒီချောင်းကန်တပင်တလျှောက်မှာကြံခင်းအကြီးအကျယ်လုပ်ပြီးကြံဖောက်တဲ့ပေးတာပဲအတော်ကလေးလက်စည်းဘွားဖြစ်ပါတယ်တငယ်ကအလုတ်ကန်ကလည်းကောင်းယိုးလည်းယိုးတယ်ပစ္စည်းပစ္စည်းရကလေးနဲ့ဆိုတော့လူချင်းနဲ့မိန်းမတွေအပုံပေါ့ကွယ်ဒါပဲမဲ့မိဘတွေကပေးစားချင်တာတော့သူကမိန်းမလူချင်းစိတ်မရှိသေးပဲအလုတ်ကိုပဲစူးစမ်းပြီးလုပ်နေတယ်ဒါနဲ့ဆိုကြပါစို့ကွယ် တနေ့တော့ကြံငင်းကိုရှောက်ကြည့်ရင်ရွာနဲ့တော်တော်ဝေးတဲ့တောဆက်ကလေးကိုရောက်သွားတယ်။အချိန်ကလည်းနေဝင်ကနေနေပြီ။တောဆက်ကလေးရောက်တော့အမလေးလိုမင်းကလေးအော်တန်တစ်ခု ရုတ်တရက်ကြားလိုက်ရပြီးတိတ်သွားတော့မောင်ဖိုးသားလည်းလက်ထဲမှာပါတဲ့ဝရင်တို့ကိုတင်းတင်းကြပ်ကြပ်ဆုပ်ပြီးအတန်ကြာရဘက်သို့ပြေးသွားတဲ့တော်တော်ကလေးပြေးမိတော့လာလာ မင်းကလေးတယောက်မြေပေါ်မှာတုံတုံလဲနေတာတွေ့ရတဲ့ ပထမတော့မောင်ဖိုးသာမင်းကလေးပဲသတိထားပြီးမြင်ရတာပေါ့။နောက်အနီးပေါက်ကြည့်လိုက်တော့မှမင်းကလေးနဲ့တလန်ကျော်ကွာလောက်မှာမွေဟောက်ကြီးတကောင်ပပင်းကြီးထောင်ရက်သားနဲ့တွေ့ရတဲ့။ဒီတော့မှမောင်ဖိုးသာလည်းအဲ့ဒီမွေကြီးကိုလှမ်းပြီးမင်းကလေးအော်တာပဲလို့တွေးမိပြီးတော့သူ့ဝရင်တုတ်ကြီးနဲ့မွေကိုတီးလိုက်တာမွေလည်းသေသွားပါလေရော။နောက်ခြေကရမလို့လက်ကရမလို့နဲ့မင်းကလေးဖြစ်နေတော့ ။သူလဲဦးကြောင်ကြောင်ဖြစ်နေတာပေါ့ကွာ။နေရလဲဝင်ပြီ။မောင်တော့မလို့ဖြစ်နေပြန်တော့နောက်ဆုံးမှမင်းကလေးအနောက်ကိုသွားပြီးပွေထူလောက်ရတော့တာပေါ့ကွာ။သူ့ကိုငွေကြောင်လားမသိ။ကောင်မလေးကသူ့ရင်ခွင်ထဲရောက်ကြရောသတိပြန်ရလာပြီ။မျက်လုံးကလေးကလေးကလေးဖြစ်နေရှာတဲ့။ဒါနဲ့တို့တို့ပြောကြပါစို့ကွာ။မိမ့်မပြိုလေးကတခြားကမဟုတ်ဘူး။ စီပင်သာယောကလဲပိုင်ရှင်ဥထုံးဥရဲ့တမိကလေးမယ်မြင့်လို့သိရတာနဲ့သူ့ယောကလည်းမနီးမဝင်းမို့လိုက်ပို့လိုက်ရတယ်။ခင်းရွက်ခူးလာရင်မွေဟောက်နဲ့တွေ့ပြီးလန့်သွားတာဆိုကိုကွ။တဝုံးပြင့်တာတဝုံးမှာဆိုးသလိုပေါ့ကွာ။မောင်ဖိုးသားလည်းအဲ့ဒီမယ်မြင့်ကိုပွေ့လိုက်ရတာနဲ့နုံချီနုံချီဆိုတဲ့အတိုင်းမယ်မြင့်ကလည်းအပွေခံရတာနဲ့ပဲကူလီကူမာတွေဖြစ်ကြတော့တဲ့ထင်မှရဲ့ နောက်ဆုံးလူကြီးချင်းတွေလည်းတယောက်တယောက်ညင်းစရာမရှိသူတွေဖြစ်ပြီးမယ်မြင့်တို့အိမ်ကိုမောင်ဖိုးတာဝင်လိုက်ထွက်လိုက်နဲ့သူတို့နှစ်ယောက်ကို ပေးစားမလို့ရက်တွေပါတွေချိန်လိုက်ရတာပေါ့ကွာမောင်ဖိုးတာမယ်မြင့်တို့အိမ်ကိုတွားတွားနေတော့မယ်မြင့်မှာမယ်တင့်ဆိုတဲ့ညီမတယောက်ရှိသေးတယ်ဆိုတာသိထားတယ်အဲ့ဒီမယ်တင့်ကလည်းပြည်မျိုးကအကြီးတော်တယောက်စီကိုတွားပြီးကူပေါ်လောင်ဘတ်ဆိုသလိုတွားနေတယ်ဆိုတာသိရတယ် မေမြင့်ဟာမပြုတ်မပြင်းငကိုရင်မင်းမချောမင်းမလကလေးဆိုတော့မောင်ဖိုးသာသူ့ခေမာလောက်မဲတင်အဖြစ်မေမြင့်လောက်လှမမဟုတ်ဘူးနော်လို့ပြောတဲ့အခါမေမြင့်ဟာပြုံပြုံကလေးလှုပ်ရင်သူ့မြင်တော့တိမပေါ်တော်လို့ပြောတဲ့အဲ့ဒီလိုနဲ့နေကြရင်တနေ့ကြတော့မောင်ဖိုးသာမေမြင့်တို့အိမ်ရောက်သွားတော့သူတို့တအိမ်သားအလုံးတလှုပ်လှုပ်တရွရွဖြစ်နေတာကိုတွေ့ရတယ်အเจ้าကိုမေးကြည့်တော့ မဲမြင့်တို့အမေကြီးကမဲတင့်ရဲ့ပြန်လာပြီလေမနက်ကပဲပြန်ရောက်တယ်နောက်ဖေးမှရှိတယ်ဟေးမဲတင့်လို့လှမ်းခေါ်လိုက်တော့နောက်ဖေးကထူးသန်ကြပြီမဲတင့်ကအိမ်ရှိကိုရောက်လာတဲ့မဲတင့်ကိုမြင်လိုက်တော့မောင်ဖိုးသာ အတော်ကြီးအံ့အားသင့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့မဲတင့်နဲ့မဲမြင့်ကတထေရတဲ့တူပြီးဘလို့မှယွေးမရအောင်ဖြစ်နေတဲ့ အမေကြီးကရီပြီးတော့မဲတင့်နဲ့မဲမြင့်ကအမွာဘူးမွေးတာကွငါတို့မှအခုထက်တည်းတေးသေးချာချာခွဲပြီးမသိဘူးအဲ့မဲတင့်အဲ့ဒါညိခဲအိုလောင်မောင်ဖိုးသားလေးဆိုပြီးတော့မိတ်ဆက်ပေးတဲ့မောင်ဖိုးသားလည်းမဲတင့်ကရီပြီးနှုတ်ဆက်တော့မဲမြင့်နဲ့တထေရာတည်းဖြစ်နေလို့တာပြီးအံ့ဩသွားပြန်တာပေါ့ကွာအဲ့ဒီနောက်မှာတို့မောင်ဖိုးသားမှာတော်တော်ပဲစိတ်အနှောက်ယှက် ဖြစ်နေတော့တာပေါ့ကွာသူချစ်တဲ့ရီစာအခုမှနှစ်ကိုခွဲပြီးသားဖြစ်နေတော့ရောင်ကြကြဖြစ်နေတဲ့အပြင်မဲတင့်ရလဲမောင်ဖိုးသားကိုတွေ့တော့ဘာကလို့တူတူဆိုတာလို့ပေါ့ကွာမင်းတို့သိတဲ့အတိုင်းအဖိုးနဲ့အမဆိုတာတွေ့ပန်းမြင်ပန်းများပြန်တော့လေအခက်သားရကပဲအားကြီးပြောတာပြောရင်းနဲ့အရက်တစ်ချိုက်ကိုမော့ချလိုက်ပြီးရင်တော့ မဲမြင့်လဲသူညမနဲ့သူ့ခင်မောလောင်မျက်စိကစားတာတွေ့မြင်ရတော့ရိမ့်မိပုံရတဲ့ဒီလိုနဲ့မကြခင်မှာပဲမဲမြင့်နဲ့မောင်ဖိုးသားတို့မင်္ဂလာဆောင်မဲ့ရက်ကနီးနီးလာတော့တာပေါ့ကွာတနေ့တော့သူတို့ရွာသူရွာသားတွေရေချိုးနေကြဖြစ်တဲ့တရက်တိုက်ထဲကရေကန်ကြီးကိုထုံးစံတိုင်းညီမနဲ့ရောက်ရေချိုးရအောင်တွားကြတဲ့အဲ့ရေကန်ကြီးကခုလည်းရှိသားပဲတော်တော်ကျဲတယ်နတ်လည်းတော်တော်နတ်တယ် သူတို့နဲ့တော့ပြီးတော့ကြတော့မင်းမြင့်ဟာထမရင်ရှားနဲ့ဦးရဖာရပြေးလာပြီမင်းတည့်ရဲ့ရေထဲနစ်သွားတာပြန်ပေါ်မလာတော့ဘူးသူလဲဆယ်တာမရဘူးဆိုပြီးရွာထဲကိုပြေးလာတဲ့ရွာလူတွေအပြေးလွားလိုက်သွားပြီးရှာကြတော့မင်းတည့်အလောင်းရကြတော့တယ်မိဘတွေကလည်းမင်းတည့်ရင်းနစ်ပြီးသေးတော့တောကပရိဒေဝမိတောက်လောင်းပြီးယူကျုံမရဖြစ်ကြရတော့တာပေါ့ကွာ မင်္ဂလာဆောင်ကိစ္စလည်းပဲစီမံနိုင်ကြတော့မလဲရက်ရွှေပြီးချိန်လိုက်ရတော့တာပေါ့မောင်ဖိုးသားကတော့မဲတင့်ဟာရိုးရိုးသေးတာမဟုတ် သူ့ကြီးစားမဲမြင့်ရဲ့မနာလိုဝင်တိုးဖြစ်ပြီးတော့တမင်ရေနှစ်တက်တာလို့စိတ်ကသင်္ဃာရနဲ့မကင်းတဲ့အပြင် သူ့မဲမြင့်ဟာလင်စိတ်မှုံပြီးတော်တော်ရက်ဆက်တဲ့မိန်းမပါကလားလို့စိတ်ထဲကထင်မိတဲ့အဲ့ဒီစိတ်ဟာသူ့မှာအစွဲကြီးစွဲပြီး နောက်အချိန်အတန်ကြာလို့မင်္ဂလာတွေပါရေးစားလင်မယားဘွားရောက်တည်တိုင်အောင်ဖြေပြောက်လို့မရနိုင်မင်းသူမယားဟာလူသက်သမားပဲလို့အောက်မိန်နေတာပေါ့လေထင်းနဲ့ထင်းညင်စရာပဲလေကိုချိုးနေကြရေကန်မှာသွားပြီးတော့ရေချိုးရင်းနဲ့နေရတယ်နောက်ပြီးအမလောက်တဲ့လူကမကယ်ဘူးသူ့ရီးစားနဲ့လည်းမျက်စိကစားတယ်ဆိုတော့မတင်ငါစရာဖြစ်နေတာပေါ့အဲ့ဒါနဲ့ပဲမောင်ဖိုးသားနဲ့မယ်မြင့်တို့လင်မယားဘွားနဲ့၅နှစ်ကြာသွားတော့ မမင်းရအရင်ကသမီးကြီးစားဘဝတုန်းကလောက်စိတ်နေသဘောထားမတိမ်မွေ့ဘူးတဲ့လူငားတွေကိုငေါ့ငန်းပြောဆိုပုံတွေကလည်းယုံရင်ကြမ်းတမ်းလာတယ်တဲ့တနေ့တော့မတင်းရင်နစ်ပြီးသေးတဲ့လလောက်မှာပေါ့ညအိပ်ရာထဲမှာမင်းမြင့်ဟာအော်ကြီးဖြစ်ချင်ထပြီးတော့ရောင်တဲ့ဘလို့ရောင်တယ်လဲဆိုတော့ညီသူ့ကိုမယူပါဘူးမယူပါဘူးလို့ရောင်တော့အောင်ဖိုးသာအေကန္နာကသူ့မိမမင်းမြင့်ဟာ မဲတင့်ကိုအိမ်မက်ထဲမှာစကားပြောနေတာပဲမုတ်ချမဲတင့်ကိုတေချောင်းကြံခဲ့တာအမှန်ပါပဲလို့ယူဆပြီးစိတ်မချမ်းမသာပို့ပြီးဖြစ်ရှာတာပေါ့အဲ့လိုစိတ်နှလုံးမသာရပါပဲမဲမြင့်တဲ့သူနဲ့ငယ်ကြီးတွေဖြစ်ပြီးအင်မတန်အောင်ဆုံဆုံမမတ်နဲ့ညားလာကြတဲ့လင်မယားဖြစ်လေတော့ဒီကိစ္စကိုဖွင့်ဟပြီးမမေ့ရနိုင်ဘူးသူတကူတဲတာပဲကြိတ်ပြီး ငါမရအစင်းရှိသလောက်သဝင်တို့တယ်ရက်ဆက်တယ်ဒီလိုတတွေးရဲတွေးပြီးနေရရှာတဲ့မောင်ဖိုးတာမျက်စိထဲမှာတော့သူ့ခင်မကလေးမဲတင့်ရဲ့ရေကန်ထဲမှာမြုပ်ချီပေါ်ကြီးနဲ့ဖြစ်နေတာကိုမြင်ရောင်နေတဲ့သူမိမမဲမြင့်ရဲ့ရက်ဆက်ကြမ်းတမ်းနဲ့အကျင့်နဲ့ဆက်ဆက်ပြီးတွေးကြည့်လိုက်ပြန်တော့ဒီလိုသူ့ရီးစားနဲ့မတင်ငါနေတဲ့ညီမတယောက်ကိုရင်းနှစ်တက်ဖို့တာဝန်လေးမှမဟုတ်ဘူးဆိုပြီးတွေးမိပြန်လေသူမိမပေါ်မှာ စိတ်မချမ်းမြေ့လေပေါ့ကွာဒီလိုနဲ့ပဲနောက်ထပ်တစ်နှစ်ကုန်ပြန်ရောမင်းမြင့်တို့အိမ်တော်တဲ့ဘဝနဲ့6နှစ်မြောက်လာခဲ့တာပေါ့လေမိုးဦးလေးဦးကြဆိုတော့တောသူတောင်သားပြည်ပြည်လဲတဲ့ဆင်းကြရပြန်တယ်ဒီနေ့မှာမင်းမြင့်လည်းကောက်ဆိုင်သမားတွေနဲ့အတူတူလဲတဲ့လိုက်သွားတဲ့မိုးကလည်းတဲလိုက်တာလွန်ပါရောလဲနဲ့အိမ်ကလည်းဝေးတော့မင်းမြင့်ကအိမ်မပြောင်းညနေဆောင်လုံးမှပဲပြန်တယ် ညလည်းရောက်ခရောတခါတည်းအေးမိပြီးအပြင်းဖျားရှာတာပဲမောင်ဖိုးသားနဲ့ဆွေရီမျိုးတွေကစိုးရင်တကြီးဖြစ်ပြီးကောင်းမိတ်ဆိုတဲ့ဆရာကိုပေ့မိကူတာကြတယ်ဒါပေမဲ့မယ်မြင့်ယောဂါကတော့ယော့တယ်လို့မရှိတိုးလို့သာလာတဲ့နောက်ဆုံးဆရာကိုမင်းအိုလက်ထဲရောက်တော့ဆရာအကဲခတ်ပြီးဒီတောင်ကကြောနိုင်ပုံမပေါ်တဲ့အကြောင်းတိုးတိုးတိတ်တိတ်ပြောတဲ့မင်းမြင့်လည်းတတိရတဲ့အခါရလိုက်မရတဲ့အခါလည်းခရောင်ကရမ်းနေပြောလိုက်နေပေါ်လေ တညနေမှာမောင်ဖိုးသာကိုခေါ်ပြီးတော့ကိုဖိုးသာကျုပ်တော့မနေရတော့ဘူးရှုပ်မသေးခင် ပြောသွားခဲ့ခြင်းနဲ့ဖိုးကောင်မရေထဲမှာရက်ကန်ရကန်ဖြစ်နေတော့ဟာကျုပ်ဆဲမလို့ကူးတော့သွားပါသေးရဲ့မမီလိုက်တော့တခါတည်းမြုပ်သွားတာပဲဒါပေမဲ့ကျုပ်ကဝမ်းအောင်တားခဲ့သေးတယ်ဘာလို့လဲသိလားကျုပ်ချစ်နေတဲ့လူကောင်မချစ်နေတဲ့ကောင်မပဲအဲ့ဒါကျုပ်မိုက်တာပဲနော် ကျူတွေးမိတိုင်းစိတ်မကောင်းပါဘူးဒီလိုပြောရှာတဲ့အဲ့ဒလုံပေါင်းဖိုးတာအသေးကနီးစဲစဲမဲမြင့်ပြောတဲ့စကားကိုကြားလိုက်ရတော့သူမရကလေးဟာသူထင်ခဲ့တယ်လို့သူခင်မကိုရင်နှစ်တက်တာမဟုတ်ကဲဖို့တော့အားထုတ်သေးတယ်ဆိုတာသိရလို့ဝမ်းသာသွားတဲ့ဟာမဲမြင့်ရဲ့သူ့ကုသူနဲ့သူ့ပေါ့ကွာ ဒါပေမဲ့မင်းကငါ့ကိုစုံမတ်လွန်းလို့ညီမတယောက်သေးတာကိုမနှမျောမိတာပေါ့စိတ်မကောင်းမရှိပါနဲ့ကွာဒီလိုပြောတော့မင်းမြင့်ရဲ့မျက်နာကလေးဟာပြုံးရောင်ရောင်ကလေးဖြစ်လာပြီအိုးကိုဖိုးသားကိုဖိုးသားကျုပ်လည်းတေကန်နေပါပြီမှန်တဲ့အတိုင်းဖွင့်ပြောပါတော့မင်းကျုပ်ကမင်းမြင့်မဟုတ်ဘူးရှင်ရဲ့မဲတင့်တည်ရလားမဲတင့်ရဲ့တော့ ေတာကရှင်ရီစာမဲမြင့်ရဲ့ရှင်ကိုချစ်လွန်စုံမလွန်လို့အခုလိုပုံမားတင်ပြီးမဲမြင့်ရောက်ဆောင်နေတာရှင်းမလားဒီလိုပြောပြီးတော့သတိမရဖြစ်သွားပြန်ရောတဲ့ကဲဘလောက်ဆန်းတဲ့အချစ်လဲကွာမဲတင့်ဟန်သူ့အမမဲမြင့်ရောက်ဆောင်ပြီးမောင်ဖိုးတော်အရယူပြီးတေဂာနီမှဖွင့်ပြောခဲ့တယ်သူလဲနောက်တနေ့တေရှာတာပါပဲ ငါလည်းအဲ့ဒီနောက်အိမ်တော်နှစ်ဆက်တောင်ရှိပြီဆိုပြီးတော့ဘာကြီးဖိုးပြောကအဆုံးတက်လိုက်တဲ့အခါကျွန်တော်လည်းအံ့အားတင့်ပြီးတော့ဟမ်ဘာကြီးဖိုးပြောနဲ့ဘလို့ဆိုင်လို့လဲမိမိပါတယ်ဆိုင်ပါတော့ကိုကမောင်ဖိုးတာငါပေါ့ဆိုပြီးတော့ဘာကြီးဖိုးပြောကစီးစိမ်အရက်ကိုယူရင်းပြန်ပြောလိုက်ပါတော့တယ် ဒီနေရာလေးမှာတော့စာရေးသူသိပ္ပံဆိုလာ1952ခုနှစ်ကရေးသားထားခဲ့တယ်။တသက်လုံးဖုံးသမျှဆိုရက်ဝိထုတူလေးကတော့ပြီးဆုံးသွားပါပြီရှင်။ကျေးဇူးတင်ပါတယ်ရှင်။